မင်္ဂလာပါခင်ဗျာဒီနေ့ကဒီနေ့စီစဉ်ကနေကြိုးဆိုးလိုက်ပါတယ်ဒီစီစဉ်ကိုဒေါ်ဝတ်ဖွေတာကစီစဉ်တင်ဆက်ထားတာပါဒီနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့စကောင်စီတပ်လင်းတွေနေတိုင်းဒီပါပြောင်းဝဲနေလို့ပုံပြင်ဒေတာခံတွေဆိုရင်းနေရတဲ့အကြောင်းရန်ဖို့ရွာမှာစစ်ကြောင်းထိုးလာတဲ့စကောင်စီတပ်ကိုတော်လိုင်းပူပေါင်းတတ်တက်ခဲ့တဲ့သတင်းကင်းစောက်ကြတဲ့စကောင်းစီတတားနှစ်ဦးမြင့်တွင်ခုတ်ချထွက်ပြီးလို့တူးစီနေသိဆိုတဲ့ကြောင့ တော်ရထူစီဝိုင်းဆိုတဲ့စစ်ကောင်စီတန်းနဲ့တော်လိုင်းတတ်တို့ရဲ့တိုက်ပွဲထပ်ဖြစ်တဲ့တဲ့ရင်ချင်းမိုင်ကမြန်မာစားတော်ဆိုင်စစ်စေးခံရပြီးမြန်မာတူဖန်စီခံရတဲ့အခြေအနေစားတဲ့တဲ့ရင်ကြောင်းရာတွေကိုနှာစင်ကြရမှာဖြစ်ပါတယ်ဘော်ဗီမြို့နယ်မနိုယိုကျွာအိုစုထဲအကျွာတချို့မှာစစ်ကောင်စီတပ်လေရင်တွေမကြာခဏလာပြန်ဝင်လို့ပြည်သူတွေဆိုရင်ထိတ်လန့်နေကြပါတယ် မစီရင်နောက်ပိုင်းကစာပြီးစကောင်းစစ်တရဟရင်နဲ့လေရင်တွေကတည့်ရချာဒါမှမဟုတ်နင်းချာလာဝဲလေးရှိတဲ့အတွက်လေချောင်းကနေပူချဲတက်ခိုင်မှဆိုရင်နေရတယ်လို့မနှုတ်ချွတ်အောင်စုံနေဒေတာကန်ချိုကပြောပါတယ်လေရင်ဝဲတဲ့ရမလဲတစ်ချိန်ကနေငကြေတီပြန်ဝဲလေးရှိတယ်လို့ဆိုပါတယ်မစီရကလည်းတိုက်ပွဲမဖြစ်ပေမနှုတ်ချွတ်အောင်စုကခဲချောင်းရွာကိုစကောင်းစစ်တကရဟရင်နဲ့ပူချဲတက်ခိုင်လို့ ကလေးတအုံနဲ့ကလေးရဲ့ဖခင်တိုင်အားရသွားခဲ့ပါတယ်။မနုကျွအောင်စုဟာစစ်ကောင်စီတပ်ကလေးနဲ့မကြကနာပုံကျက်တက်ခိုင်နေတဲ့ချောင်းလမှုရွာနဲ့မိုင်းနေဆက်ကြောက်အကွာမှာရှိပါတယ်။စစ်ကောင်စီတပ်ကလူနေရွာတဲကိုလက်နဲ့ကြီးပစ်တာလင်းနဲ့ပုံကျက်တက်ခိုင်တာတွေဆက်လို့နေတဲ့အတွက်ပြည်သူတွေအနေနဲ့သတိပြုနေတိုင်းကြဖို့လိုအပ်တယ်လို့ပုံပြမျိုးနေတဲ့တော်လိုင်းစဲပေါ်တအူကဆိုပါတယ်။ တနင်္လာညနေရန်ပိုကြီးပါမှာတက်ဆွဲထားတဲ့စကောင်းစီတက်စဲကြောင့်ဟာစွာပြင်းကိုစစ်ကြောင်းထိုးလာချေတော်လိုင်းပူပေါင်းတက်တွေကတက်ခိုက်ခဲ့ပါတယ်။မန်26ရဲ့မနေ့ရှင်းနိုင်လောက်မှာပြည်တော်စုလမ်းမကြီးတိုင်ချင်းလာချေတော်လိုင်းပူပေါင်းတက်တွေကတိုက်ခိုက်ခဲ့တာပါ။အဲဒီစကောင်းစီတက်စဲကြောင့်ကိုရန်ပိုစွာက CO ကိုမှပိုခင်းတက်ဖွဲ့ဒေါ်ဂျင်းမွေဟောက်တက်ဖွဲ့ မိပကဖအဖွဲ့နဲ့ပကဖစုံတုံးတို့ကပုံအောင်တက်ခိုက်ခဲ့လို့မိပကဖကထုတ်ပြန်ပါတယ်။အပြန်လာပြခမှုတနားရီလောက်ကြာပြီးစစ်ကောင်စီတပ်သား၁၀လောက်တေဆိုကတန်ရရသူတွေလည်းရှိနိုင်တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။တိုက်ပွဲဖြစ်ပြီးနောက်စစ်ကောင်စီတပ်သုံးလမ်းပေါ်လဲကျခဲ့တာကိုတွေ့ရပြီးညနေပိုင်းမှာပြန်လာတက်သွားတယ်လို့တိုက်ပွဲတွင်ပောင်းလိုက်တက်ခိုက်တဲ့ဒေါ်လာကြီးတပ်ဖွဲ့ဝင်တအူကပြောပါတယ် မနက်24ရက်နေ့ကလည်းရန်ဖို့ရွာနဲ့မနီမိုးရီမှာရှိတဲ့ခမရ99ခွန်တန်မစကောင်းစီတာတတာအချင်းချင်းပကတ်မှုဖြစ်ပွားခဲ့တဲ့လို့ဆိုပါတယ်တင်းနိုင်မျိုးနဲ့ခြေဆိုင်စကောင်းစီရဲ့မှန်ငါငါကိုချင်းမြတန်ရင်ကစကောင်းစီတတနှစ်ဦးရေကူးထွက်ပြရာတူးရှင်နေတေဆိုပြီးတူကလွန်မြောက်သွားပါတယ်မလ24ရက်ည7:00နာရီလောက်မှာအောင်ငင်းဝကျေးဆိုင် ခမရ99ကွန်တက်ကစကောင်းစီတတနှုတ်ဟာကင်းအလက်ကြားချေတင်းနိုင်မြစ်ထဲခုချပြီးရေကူထွက်ပြီးခဲကြပါတယ်။ရေကူပြီးမြင်းလဲရောက်ချင်မှာတော့စမကူနိုင်တော်တဲ့အသက်22နှစ်အရွယ်ကော်တောင်းစာတီတတဟာရင်းနှစ်သွားပြီးမလ26ရက်နေ့အထိအလောင်းပြန်မတွေ့သေးဘူးလို့ဆိုပါတယ်။သူနဲ့သူထွက်ပြေးလာတဲ့အသက်29နှစ်အရွယ်ပလရွာသားကတော့လွန်မြောက်သွားပြီးတွန်လိုက်တက်တွေစီရောက်ရှိသွားတယ်လို့ဆိုပါတယ် ထွက်ပြေးတဲ့စကောင်းစီတတားနှစ်ဦးဟာထင်းနေကမှာဖမ်းဆီးခံရပြီးရန်တော်မျိုးကနေတစင်ကော့တောင်းကို ပြန်လွှဲခံရချိန်မှာအာရမစင်မူတန်ဆူဆောင်းခံရသူတွေဖြစ်တယ်လို့ဆိုပါတယ်။ရှင်းမီနီတိုရဲ့ True Wire စတဲ့စကောင်းစီတန်နေတော်လိုင်းတာတွေတိုက်ပွဲထပ်ဖြစ်ပွားခဲ့ပါတယ်။လေဆောင်ရွာချီလိုရဖျာနာမှာမန24ရက်နေ့ကတိုက်ပွဲဖြစ်ခဲ့ပြီးနောက ကင်းမိုးဝင်နေတဲ့စကောင်းစီတန်းနဲ့တော်လိုင်းတက်တွေမလ25ရက်နေ့မှာလည်းတိုက်ပွဲထပ်ဖြစ်ခဲ့ပါတယ်။ပထမကြိမ်တိုက်ပွဲဖြစ်တဲ့နေရာနဲ့မနီမိုးဝေးမှာတစ်ဖက်တိုက်ပွဲဖြစ်ခဲ့တာလို့ဒေသခံတွေကပြောပါတယ်။အဲဒီတိုက်ပွဲမှာတော်လိုင်းတက်တာတော့တိုင်ရအနေငယ်စားသွားတယ်လို့တော်လိုင်းတက်ပွဲနဲ့နီစာသူကပြောပါတယ်။တိုက်ပွဲဖြစ်ပြီးနောက်စစ်ကောင်စီတဟာလက်ဆောင်ရွာနာကနေခမောင်းချောင်းရွာဖက်ထွက်ခွာသွားတာကြောင့် ဒွေထူစီဝိုင်းဆိုထွေကလေဆောင်ထေကြီးပရတာခမောင်းချောင်းအဂနိစားတဲ့ကြေဝါတွေကဒေတာခံတွေ နေဆုံးခွာထွေပြေးနေကြတာပါတယ်ရုရှားကဒွေထူစီဝိုင်းဆိုမှာယင်းမျိုးနာဖို့သဘောတူညီမှုရှာပြီးနောက်မန်ဆတ်တို့ရဲ့နေကစာပြီးစကောင်းစီတက်ကဒွေထူစီဝိုင်းဆိုတဲ့အင်အားဖြစ်တင်လာတာဖြစ်ပါတယ်အပ်ဖြစ်လာတဲ့စကောင်းစီတဟာမလ20ရင်းပါစီနဲ့စေကံယာယီတပ်စခန်းကနေအင်အားတရာလောက်ထုံးလို့ပြီ ဒမှုရဒေတာတခွင်ကိုစစ်ကြောင်းထိုးနေပါတယ်။မလ26ရက်မနေ့ကအထီးစကောင်းစီတန်းနေတော်လိုင်းတပ်တွေချတိုက်ပွဲကြီးဖြစ်ပွားခဲ့ပါတယ်။တန်းနေငံမြောင်ပိုင်းချင်းမိုင်မြို့မှာပွင့်ထားတဲ့မြမစားတော်ဆိုင်ကို ထိုက်အောင်နာပိုင်းတို့ကမလ25ရက်နေ့မှာဝင်ရောက်ဆစ်ဆီးခဲ့ပြီးမြမတအူးကိုဖမ်းဆီးခဲ့တယ်လို့ချင်းမိုင်လူဝင်မှုကြီးကြရေးဆောင်ကထုတ်ပြန်ပါတယ်။ စားသောက်ဆိုင်မှာနိုင်ငံခြားသားတွေတရားမဝင်လုပ်ကိုင်နေတဲ့ဆိုပြီးတိုက်ကြလာလို့လာဝကနဲ့အလို့သမားဖွဲ့သူကတွားရောက်ဆဲဆဲခဲ့တာပါစိုက်ထဲမှာဇေယုံနေတဲ့မြန်မာနိုင်ငံသားကိုလူပိုက်ခွင့်ကျွန်တော်လုပ်ကိုင်မှုနဲ့ဖမ်းဆီးခဲ့ပြီးသူ့ကိုဆိုင်စင်ကတရက်လဝကဗတ်နေရနဲ့လုပ်ပေးထားတယ်လို့လာဝကရဲ့ထုတ်ပြန်ချက်မှာဖော်ပြပါတယ်အဖမ်းခံရတဲ့မြန်မာနိုင်ငံသားကိုဥပဒေအရဆက်လက်ဆောင်ရွက်ဖို့မေဘင်ရစ်ခန်ကိုခေါ်ဆောင်သွားပြီး ချင်းမိုင်မျိုးထဲတရားမဝင် လုပ်ငန်းတွေတွင်လေတိုက်ကြကြဖို့ချင်းမိုင်လဝကကဖုန်းနံပါတ်နဲ့တကွာထုတ်ပြန်ထားပါတယ်။ထိုင်းရောက်မြန်မာအလို့သမားတွေဟာအလို့လခွင့်လက်မှတ်ပိုင်းအောင်ပါကဲဆောင်ထားရင်ဆိုင်ရှိဇေယောင်းခွင့်မရှိသေးပါဘူး။ဇေယောင်းသူတွေအနေနဲ့ဆိုင်ရှိဇေယောင်းထားခွင့်ကိုရှောက်ထားပြီးမှပဲလောက်ကန်ခွင့်ရှိတယ်လို့မြန်မာအလို့သမားအဖွဲ့အစည်းတွေစီကသိရပါတယ်။ အခုလိုနားဆင်ပေးရတဲ့အတွက်ကျေးဇူးထူးတင်ရှိပါတယ်။မြန်မာနိုင်ငံသားများကပ်ပြီးပုံကနေအများဆုံးလုံမြောက်နိုင်ပါစေလို့ဒေဝဝတ်ဝိုင်းတော်သားတွေကဆုမောင်းအောင်တောင်းလိုက်ပါတယ်ခင်ဗျာ။